်မင်္ဂလာပါရှင်ခေတ္တ Television Channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖူလော်တွင်ပြူစကန်တစ်ခုကိုတော်လန်ရေးပူပေါင်းအဖွဲ့စီးနှင်တိုက်ခိုင်းပြူသုံးဦးသေဆုံးပြီးသက်နှက်၅လက်ရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တနင်္လာရီတိုင်းပူလောမြို့နယ်ကြောက်ကာရွာရှိပြူစောတိအထိုင်စခန်းကိုပူပေါင်းအဖွဲ့များနဲ့အတူဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ရာပြူသုံးဦးသေဆုံး၍တနက်၅လက်ရရှိခဲ့ကြောင်းမြိတ်ခရိုင်အမှတ်၁တပ်ရဲမှပြန်ကြားရေးတာဝန်ခံ ကိုအောင်နှုတ်ကပြောပါရယ်။ယနေ့စွန်လ28ရက်နံနက်9:00နာရီခွဲခန့်ကအင်အား30ဦးကျော်ဖြင့်အထိုင်ချထားသောကြောက်ကရွာရှိစစ်ကောင်စီလက်အောက်ခံပြူစောတိစက်ခန်းကိုမြိတ်ခရိုင်အမှတ်1တပ်ရင်းခရင်အမျိုးသားကာကွယ်ရေးတပ် KMTO တပ်ရင်း9မဟာမိတ်တပ်ပေါင်းစုမှဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ခြင်းဟု၎င်းကပြောပါရယ်။ စီနေမှုသည်15မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးပြူစောတီများတရောတော့ပါထွက်ပြေးသွားခဲ့ရာ၎င်းတို့စကန်နီယာအားနေမြေရှင်လင်းစဉ်ရန်သူအလောင်း3လောင်း M16A1 rifle လေးလက်၎င်းကြည်ပေါက်2ခု AK47 rifle တစ်လက်၎င်းကြည်ပေါက်လေးကို 5.56G တပ်ထောင်တောင်း 7.62G 138တောင်းလက်ပစ်ပုံးနှလုံးနဲ့အခြားစစ်အုံဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟုအမှတ်1တရင်ကအတည်ပြုပါရယ်အရင်ကတော့ကြောက်ကာရွာ တင်လေပြင်တဲ့စစ်တင်းပေါ်နှက်စီ၃စီအမြဲလိုလိုကြောက်ကြထားတာရှိတယ်။ဒါပေမဲ့ဒီနေ့တိုက်ခိုက်ချိန်မှာတော့ရှိမနေခဲ့ဘူးဟုနေမီအနေကိုတရင်ပြန်ကြားရေးတာဝန်ခံကိုအာနိုကသတင်းဌာနသို့ပြောပါရယ်။အထက်ပါတိုက်ခိုက်မှုအပြီးတွင်မဟာမိတ်တပ်ဖွဲ့ဝင်များသည်နေမီရှင်းလင်းရေးများဆောင်ရွက်ပြီးအထူးခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ်1တရင်ကအသိပေးထားပါတယ်။မြိတ်ခရိုင်အတွင်ယခုရက်ပိုင်းစီရေးတင်းမာနေပြီးစစ်ကောင်စီကရှီတန်းတို့ပို့ဆောင်လိုက်သည့်ပြည်သူစစ်မှုထမ်းများလက်နက်ချအလင်းဝင်မှုများရှိနေသည်။ဇော်လာ၁၈ရက်နေ့ကပလောင်မြို့အမှတ်7တက်မတော်တမ်းမြင့်လေးကျင်ရေးကြောင်းတိုင်းပဟိုစက်နှစ်မှာအာရမစုဆောင်ကျင်းခရရသူလူငယ်လေးဦးသည်မြိတ်ခရိုင်အမှတ်1တရင်ထံသို့ခိုလုံလာခဲ့သည်။ဇော်လာ၂၁ရက်နေ့ကလည်းပူလောမြို့အခြေဆိုင်ခလာရဆက်ခွန်မှာအာရမစစ်သားစုဆောင်ခရရသူနှစ်ဦးသည်မြိတ်ခရိုင်အမှတ်1တရင်ထံသို့ လက်နက်ခရဲအချို့နဲ့အတူအလင်းဝင်လာခဲ့သည်ဆက်လက်ပြီးတရက်ချောင်းမြို့နယ်မင်းတက်ရွာဖုန်ကြီးကျောင်းတွင်တပ်ဆွဲထားသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးပြီးလက်နက်ခရဲများရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တနင်္လာနေ့တိုင်းတရက်ချောင်းမြို့နယ်မင်းတက်ရွာဖုန်ကြီးကျောင်းတွင်အထိုင်ချတပ်ဆွဲထားသော အကြံဖတ်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်ခဲယံများတိမ်းစီရရှိခဲ့ကြောင်း KNU မကွီးတပ်ဖွဲ့ district ကထုတ်ပြန်ကြပါရယ်ဇော်လ26ရက်နေ့မိုးလတနာရီကန်အချိန်မင်းတက်ရွာဖုန်ကြီးကျောင်း၌အထိုင်ချတက်ဆွဲထားသောအကြံဖတ်စစ်ကောင်စီတပ်သားများကို KNL တပ်ရင်းစနစ်လက်အောက်ခံတပ်ခွဲနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ယင်းတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်ကောင်စီတပ်သား9ဦးသေဆုံးကစစ်အုံဆောင်ပစ္စည်းများကိုလည်းတိမ်းစီရရှိခဲ့ကြောင်းသိရပါရယ်ထို့သော ၃ရောက်တိုက်ခိုက်ပြီးနောက်ညနေ၃နာရီခန့်တွင်မင်းတပ်ရွာကို KNL တပ်ခွဲအနေနဲ့ထော်လန်ရေးပူပေါင်းတပ်ဖွဲ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမင်းတပ်ရွာကိုတပ်ဆွဲထားသောစစ်ကောင်စီတပ်သားများမှဝင်းဝတက်စခန်းသို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်။ဆလပီပခုတ်ကူမှာပေါင်မျိုးတို့စစ်အင်အားတထောင်ကျော်ဖြင့်ရိတ်ကာဖို့လာသောစစ်တပ်စစ်ကြောင်းကကြေးရွာများကိုမိရှုဖျက်ဆီးလူရည်နေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ် မကွေးတိုင်းပခုတ်ကူမှပေါမျိုးသုံးစစ်အင်အားတထောင်ကျော်ဖြင့်ရိတ်ခါပိုလာသောစစ်တပ်စစ်ကြောင်းကကြေးရွာများကိုမိရှုဖြက်စီလူရဲနေကြောင်း People Democratic Army PDA အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်ယခုစွန်လဆန်ပိုင်းမှစတင်ပြီးပခုတ်ကူတပ်မတရတင်မှထွက်လာသောအကြံဖက်စစ်တပ်၏အင်အားတထောင်ကျော်ပါရိတ်ခါပိုရင်တန်းကပခုတ်ကူမြို့မှပေါမျိုးသုံးဦးတည်ရွေလျားနေပြီးလမ်းတလျှောက်ကြေးရွာများကိုစစ်ကြောင်းတို့ကပြည်သူပိုင်ပစ္စည်းများကိုခိုးယူလူရဲမှုများပြုလုပ်လျက်ရှိပြီး ပြည်သူတို့ကိုလည်းလူသားတိုင်းဖြစ်ဖန်ဆီးထားကြောင်းသိရပါတယ်။လက်ရှိအချိန်အကြံဖတ်စစ်တပ်စစ်တောင်းကကာမမျိုးပေါ်နှင့်အနီးရှိခြေရွာများကိုဝန်ရောက်ကနေအိမ်များအတွင်မှပြည်သူပိုင်ပြည်သူများကိုစိတ်ကြိုက်ခိုးယူလျက်ရှိကြောင်းသိရပါတယ်။ပေါ့မျိုးတို့ဦးတည်လျက်ရှိကစစ်ကြောင်းတွင်ကာစီရီ140ကျော်နှင့်ဈေးကောင်စီတပ်သားလူအင်အား1000ကျော်ပါဝင်ကြောင်းသိရှိရပါတယ်။ ထို့ပြင်အကြမ်းဖက်စစ်တပ်ကပြည်သူဒီမိုကရက်တစ်တပ်တော်အမတ်230ကိုစစ်တေသာကွဲဤတပ်စခန်းအပါဝင်စခန်း၅ခုကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီးစစ်လက်နက်ပစ္စည်းများဆုံးရှုံးမှုမရှိတော့လဲပြည်သူများမှလှူဒန်းထားသောရိတ်ခါများကာလတံပိုးသိန်း100နီးပါးခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ခွေးစစ်ကြောင်းကသူတို့ဖျက်ဆီးထားတဲ့လမ်းတစ်လျှောက်ကရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူနေတာဖမ်းခံရတဲ့ရွာသူရွာသားတွေကိုတော့ သူတို့အထိုင်ချတဲ့နေရာတွေစီခေါ်ထားတယ်။ဘဏ္ဍဥဖန်းခံရလဲဆိုတာတော့အတိမပြုနိုင်သေးဘူး။ရွာတွေကတော့မီးရှို့တာတော့မရှိသေးဘူး။အလီနာကတော်လန်ရေးတပ်ဖွဲ့တွေရဲ့စခန်းကကူတော့မီးရှို့ခံလိုက်ရတယ်။ကျွန်တော်တို့စခန်းအပါဝင်ပါဟု People Democratic Army PDA အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ထို့ပြင်ဇွန်လ23ရက်နေ့မှစတင်၍ညအုံမြို့နယ်အတွင်းတွင်စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲ၍ကျေးရွာများဘက်သို့ ဦးတီပြစ်ခတ်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းတောင်စင်းရဲစခန်းမှာစစ်တပ်စစ်ကြောင်းတစ်ခုညောင်ဦးမျိုးမှတန်ချက်ကာကာများပါဝင်သောစစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ချေးရွာများသို့ဦးတီပြစ်ခတ်တိုက်ခိုက်မိရှို့ဖျက်ဆီးမှုများလှုပ်ဆောင်လာကြောင်းဇွန်လ23ရက်နေ့ညောင်ဦးမျိုးနယ်တွင်ချေးရွာများသို့စစ်ကြောင်းထုလာသောအင်အား80ပါစစ်ကောင်စီစစ်ကြောင်းနှင့်တော်လန်ရေးတပ်ဖွဲ့တပ်များအကြားအနောက်အုံရွာနှင့်စည်းဖြူပင်ရွာအကြား15မိနစ်ခန့်ထိတွေ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း People Democratic Army PDA ကပြောပါတယ် စွန်လ24ရက်နေ့စစ်တပ်ကညောင်ဦးမြို့နယ်အတွင်းရှိအင်ဂျီတရာကျော်ရှိဈေးမာကြီးကျွာသို့ဝင်ရောက်မိရှုဖျက်ဆီးသွားခဲ့ကြောင်းကျွာမှပြည်သူများမှအချိန်မီစစ်ပေးရှောင်နေသဖြင့်ဖမ်းဆီးခံရခြင်းမရှိကြောင်းဒေသခံပြည်သူတို့ကပြောဆိုပါရယ်စစ်တပ်ကစစ်တောင်းထိုးနေသဖြင့်ညောင်ဦးမြို့နယ်တွင်ဈေးမကြီးကျွာဈေးပြင်ပင်ရာတော်ကြီးမြောင်ဂျိုကန်ကြောက်ကန်အပါဝင်ရွာပေါင်း20နီးပါးမှပြည်သူတပ်တောင်းနေပါစစ်ပေးရှောင်ရကြောင်းသိရပါတယ် ဆက်လက်ပြီးစကိုင်းမြို့နယ်မှာစစ်တပ်က တင်ကားတွေသုံးကစစ်ကြောင်းထိုးနေခြေရွာဆဲရွာလောက်စစ်ပေးရှောင်နေရတဲ့ဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းမြို့နယ်စစ်ကောင်စီတပ်ရဲ့အုံတော်6005တပ်ကတင်ကားတွေနဲ့စစ်ကြောင်းထိုးနေတာမှခြေရွာဆဲရွာလောက်စစ်ပေးရှောင်နေရတဲ့လူဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်ကစပြီးအုံတော်6500တပ်ကစကိုင်းဝက်လက်လမ်းမရှိကြော်စီယာရင်းမကျင်းမာလဲတော်မကန်တူအုံနှဲပင်တစ်ချိုကော ဝတ်သားပုံရုံးကန်ပင်စတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးနေတာမို့ဒေသခံတွေရှောင်နေရတာလို့ဆိုပါတယ်။လက်လက်ကြီးနဲ့ဟောင်းဝဲစာတွေကအမြဲထူနေတာအကုံတရီနဲ့နေနေရတယ်လို့ဒေသခံတအူကပြောပါတယ်။ဒီနေ့လဲဘိုးဒဲကုန်းရွာကနေတင်ကားနှက်စီနဲ့အနီးနားခြေရွာတွေကိုဖိကတ်နေပြီးအုံနေပင်ရွာဘက်ကလည်းစစ်အင်အားဖြန့်တာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ နေရာအချို့မှာလည်းထိတွေ့တိုက်ပွဲဖြစ်ကစစ်ကောင်စီဟာဇွန်လ24ရက်ညပိုင်းကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စကိုင်းမြို့နယ်အတွင်းမှာစစ်ကောင်စီကမင်းကွန်းတိုက်နယ်ကနေဝက်လက်မြို့နယ်အဆက်အတိစစ်ကြောင်းထိုးနေတယ်လို့အုံတော်6005တပ်ကနေမြောက်ဖက်ဝက်လက်နယ်အဆက်အတိစစ်ကြောင်းထိုးကနေနေရယူဖို့စ조사နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဆက်လက်ပြီးဖဲခုံအခြေချမ်းတိုက်ပွဲတွင် PNO 26ဦးစီးကျုံနေဝင်းထွန်းဤတပိတက်ခွဲမှု နောက်ဆိုင်တည်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အရှိတ်အချမ်းတိုက်ပွဲတွင် PNO PNA ပြည်သူ့စစ်ဒုစစ်ဦးစီးချုပ်နေဝင်ထွန်းဤတပီတက်ခွဲမှု နောက်ဆိုင်အပါဝင်တည်ဆုံသူများအနေကြောင့်ဒေသခံတရင်ရင်းမြစ်တချို့ကပြောပါရယ်ဇွန်လ26ရက်ကစောင်းနှန်းခဲတိုက်ပွဲတွင်တက်ခွဲမှုနောက်ဆိုင်နှင့်၎င်းနောက်လိုက်၄ဦးသည် drone ဘုံထိမှန်တည်ဆုံခဲ့ခြင်းဟုသိရပါရယ်ဒီနေ့သူ့အတုပါလုံးမှာသူ့ရွာနာကံမှာ စောင်းနှန်းခဲကနေလွယ်ပေါ်ဘက်ကိုစစ်ကြောင်းဆက်ထိုးမဲ့အချိန်အုပ်စုလိုက်ထုံးစာမိသွားတာဟုဒေသခံစစ်ရေးတရင်ရင်မြက်ကပြောပါတယ်။နောင်ဆိုင်ဤဖခင် PNO PNA ပြည်သူစစ်မှဆရာလာမှလည်း2022ခုနှစ်စောင်းနှန်းခဲရွာအနီးဖြစ်ပွားသောတိုက်ပွဲ၌ PDF များကတူမီတနက်ဖြန်ခုခံတိုက်ခိုက်ခဲ့တဲ့တွင်အသေးဆုံးခဲ့ခြင်းဖြစ်ပါတယ်။ PNA တက်ခွဲမှုအဆင့်ရှိနောက်ဆိုင် drone ထိမှန်ပြီးဒံရနဲ့စေးကူတာစင်စေးုံမှတည်တယ်လို့သိရတယ် သူကချီရီဘတ်မှာနေဝင်းထွန်းဩဇာကန်အင်းလီဒေတာကပြည်သူတွေကိုဒုက္ခပေးနေတာပါဟုရှမ်းပြည်နယ်တောင်ပိုင်းရှိကောက်ွယ်ရေးတပ်ဖွဲ့ဝင်တအူကသတင်းဌာနသို့ရှင်းပြပါတယ် ဇွန်လ24ရက်နေ့တွင်လေရင်လက်နက်ကြီးပစ်ကူအများအပြားသုံး၍ဆောင်းနှန်းခဲရွာကိုစစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ဝင်ရောက်မိရှို့ခဲ့ပါသည်။စစ်တပ်နှင့် PNO PNA ပြည်သူ့စစ်တို့ပူးပေါင်း၍အင်အားတထောင်ဝန်းကျင်ဖြင့်ဖဲကုံအရှိတ်ကန်းရှိကြီးရွာများကိုစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းစစ်ရေးတရင်ရင်းမြစ်အချို့ကပြောပါသည်။လက်ရှိစစ်ရှောင်နေရသည့်ရွာအုပ်စုစည်ရင်းများအရာဆောင်းနှန်းခဲလွယ်ပေါ်နှမ်းပေါ်လုံးနန်းစွနဲ့ပိန်းနေကုန်လို့ဖြစ်ပါတယ်။ ထိုရွာများမှာစစ်ရှောင်ပြည်သူ၄တောင်ခန့်အတွက်တလဆာစာနယ်ရိတ်ခါယာယီတဲဆောက်လုပ်ရန်နှင့်တကူရီတန်ရှင်ရီတုံးပစ္စည်းများအတွက်စုစုပေါင်းဒေါ်လာတသန်းကျော်လိုအပ်ကြောင်းကရင်ပြည်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကနိုင်ငံတကာသို့အကူအညီတောင်းခံထားပါသည်